တနင်္လာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ဥစွာပထမနှုတ်ဆက်တာကားတော်ပြပါတယ်ကျွန်တော်လည်းဆရာကြီးကိုဖြစ်ပါတယ်တနင်္လာသားသမီးများအတွက်28ရက်10လ2025ကနေပြီးတော့3ရက်17လ2025အထိတပတ်စာဟောတဲ့ကံကြမ္မာအကြောင်းကျိုးအကောင်းဆုံးများကို ဟောပြောတင်ပြပေးခြင်းပါတယ်တနင်္လာသားသမီးများဒီရက်ပိုင်းမှာပေါ့နော်လောက်ကင်လောက်တဲ့နေရာမှာအထက်နိုင်ဆုံးကိုကိုကိုဥဆောင်ပြီးလှုပ်စီခြင်းတယ် တချို့တော့အရာဒီမှာအောက်လန့်ငယ်သားညီကိုမောင်နှမတွေနော်ဝန်တန်းတွေဒါတွေကိုအားကိုးပြီးလုပ်နေတဲ့အစားမိမိကိုယ်တိုင်ဥဆောင်ပြီးလုပ်တာပို့ပြီးတော့အဆင်ပြေနိုင်တယ်လို့အကြံပေးခြင်းပါတယ်တချို့တော့အရာဒီမှာအောက်လန့်ငယ်သားတွေကိုစိတ်တိုင်းမကြတာအောက်လန့်ငယ်သား ငယ်သားညီကိုမောင်မတွေစိတ်တိုင်းမကြတာသူတို့ရဲ့လုံပုံကင်ပုံလေးတွေအဆင်မပြေတာကြောင့်မိရဲ့လုပ်ငန်းကိုင်ငန်းစီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုတွေမှာအနှောက်အယှက်လေးတွေဖြစ်သွားတတ်တယ်အနှောက်အယှက်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေတွေကြုံသွားတတ်တဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်ဒီတစ်ပတ်မှာတော့တဲ့မှာတနင်္လာသားမိများဟိုစွန့်စားတဲ့အလုပ်မျိုးတွေစွန့်စားပြီးလုပ်တဲ့အလုပ်မျိုးတွေဒါပေမဲ့အကြတဲ့လို့ရှိရင်ဟိုလုပ်ငန်းတက်နဲ့ပတ်သက်တဲ့ကိစ္စရပ်မျိုးလေးတွေကိုတော့နည်းနည်းသတိထားဆင်ကျင်စေချင်တယ်လုပ်ငန်းတက်ချက်ထွင်တာမျိုး လုပ်ငန်းတက်ပြန်လဲရင်းနှီးမြှုပ်နှံတာမျိုးတော့မလုပ်တက်ပါဘူးနောက်ထပ်တစ်ချက်ကဒီဒီဘက်မှာလုပ်တက်နေဆိုတဲ့အရာကဘာလဲဆိုလို့ရှိရင်မိမိလုံနေကြအလုပ်ကိုပဲနီးစနစ်တက်လမ်းကြောင်းတက်လေးတွေကိုတီထွင်ပြီးတော့တီထွင်တာကြံစားတာမျိုးလေးတွေလုပ်ကင်ဆောင်ရတဲ့နေအဲ့လိုမှမဟုတ်ပဲနဲ့ဟိုကိုကလုပ်ငန်းအတက်ကိုစတင်ရင်းနှီးတာတို့စတင်မြှုပ်နှံတာတို့ဒါမှမဟုတ်လို့ရှိရင်ခရီးနဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေကိုခရီးထွက်ပြီးလုပ်ငန်းကိန်းကအတွက်ငွေရှာဖို့အတွက်ခရီးထွက်မဲ့ကိစ္စရက်လေးတွေဆိုလို့ရှိရင်တော့ဒီရက်ပိုင်းမှာအစီအစဉ်လေးကိုခေတ္တရက်ထားစီခြင်းတယ် ဒီ season မျိုးဒီ account ထဲပေါ်လာဖို့ခက်ခဲသလိုဖြစ်လာဖို့အတွက်လည်းအန္တရာယ်များပါတယ်နောက်ထပ်တစ်ချက်ကငွေကုန်တန်ရာဖြစ်ပြီးတော့လုပ်ကို season ထားတဲ့အရာအစီအစဉ်မကျဘူးဖြစ်သွားတတ်တယ်ဒါကြောင့်မို့လို့လက်ရှိလုပ်နေတဲ့အလုပ်ကိုပဲပုံမှန်လေးနဲ့နည်းနည်း ဟိုစနစ်လေးပြောင်းပြီးလုပ်စီခြင်းနဲ့နီးစနစ်လေးပြောင်းပြီးလုပ်မယ်နီးစနစ်လေးတိုးချဲ့ပြီးလုပ်မယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့အရင်နီးစနစ်ပုံစံမဟုတ်ဘဲနဲ့အတစ်ချဲ့ထွင်တာတို့အတစ်တီထွင်တာတို့ဒါမျိုးလေးတွေเนาะအများနဲ့မတူတဲ့ပုံစံမျိုးလေးတွေပြုလုပ်ပြီးတော့လုပ်ငန်းကိုဆက်လက်လုပ်ကြိုက်နေဆိုလို့ရှိရင်လက်ရှိလုပ်ငန်းပြီးအဆင်ပြေသွားနိုင်တယ်အောင်မြင်သွားနိုင်တယ်ပို့ပြီးတော့အဆင်ပြေနိုင်တဲ့လုပ်ငန်းတစ်ခုလည်းဖြစ်သွားနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ ဟိုလုပ်ငန်းတက်ချခဲ့မိမယ်ခရီးနဲ့ပတ်သက်တဲ့ကိစ္စကိုစီစဉ်ခဲ့မိမယ်ဆိုလို့ရှိရင်တော့အချိန်ကုန်လူပန်းဖြစ်သွားတတ်တဲ့အချိန်ဒီပိုင်းဆိုင်ရာလေးဒီဒီဘက်မှာကြုံတွေ့ရတတ်တယ်တတ်နိုင်လို့ရှိရင်သူများနဲ့မတူတဲ့အရာလေးကိုဖန်ပြီးပါလုပ်ငန်းဟောင်းပေါ်မှာပဲဖန်ပြီးပါဒါဆိုလို့ရှိရင်အောင်မြင်နိုင်တယ်အဆင်ပြေနိုင်တယ်ဆိုတဲ့အချိန်ဒီပိုင်းဆိုင်ရာရှိတယ်တချို့တော့အရာတွေမှာဒီဒီဘက်တော်တယ်မှာတရားလာတာသမီးတွေအာအလုပ်တစ်ခုလုပ်မယ်ဆိုငါလုပ်ရင်မဖြစ်ပဲမနေဘူးမဖြစ်ဖြစ်အောင်လုပ်မယ်မဖြစ်ဘူးဆိုတဲ့အရာမရှိစရာဘူးဆိုတဲ့အတွေးမျိုးလေးတွေ ကြုံနေလိမ့်မယ်ဒီလိုအတွင်းသွင်းလေးတွေကိုခိတ္တလီရက်နာစီခြင်းနဲ့ခိတ္တလီလောက်ကင်ထားစီခြင်းနဲ့ကံကြမ္မာညံ့နေလို့လာတယ်မဟုတ်ဘူး ဒီလိုမဟုတ်ဘူးသူကမာမာနမကြီးတဲ့နဲ့အချိန်ခါဖြစ်နေလို့မိမိရဲ့ကံကြမ္မာညံ့နေတာတော့မဟုတ်ဘူးအကောင့်ထဲကိုရှိနေတဲ့မာမာနကြောင့်မိမိမဖြစ်တဲ့နဲ့အခက်အခဲလေးတွေဖြစ်သွားမှဆိုးလို့နော်ဒါလေးတွေကိုအကြံပေးရခြင်းဖြစ်တယ်ဒီတစ်ပတ်အတော်တဲမှာမိမိကိုအရင်ကမယုံကြည်ခဲ့တဲ့သူတွေမိမိအပေါ်မှာအရင်ကအထင်လွဲခဲ့တဲ့သူတွေမိမိအနီးအနားမှာနေရရနေပြီးတော့တပည့်ဟောင်းဒါမှမဟုတ်လို့ရှိရင်ဝန်ထမ်းဟောင်းဒါမှမဟုတ်လို့ရှိရင်မိသားစုဝင်ဟောင်းဒါမျိုးလေးတွေအပြင်ထွက်သွားတဲ့သူတွေကမိမိအနာကိုပြန်ရောက်လာလိမ့်မယ် နော်အချောင်းမျိုးနဲ့လမ်းကွဲသွားတဲ့သူတွေကလည်းမိအနာကိုပြန်ရောက်လာလိမ့်မယ်ဆက်သူစက်ဖက်လုံနေရင်တန်လန်းနဲ့ဟာကိုနဲ့စိတ်ချင်းမတိုက်ဆိုင်လို့တယောက်တည်းနေရစီလွန့်သွားတဲ့သူတွေတယောက်တည်းနေရစီခွက်ခွာသွားတဲ့သူတွေဒီဘက်မှာပြန်လဲပေါင်းစည်းရလိမ့်မယ်ပြန်လဲလုတ်ကန်ရမယ်အချိန်မီပိုင်းဆိုင်ရာလေးတွေကြုံရလိမ့်မယ်အရင်ကကိုယ့်ကိုမယုံသေးဘူးကိုယ့်ကိုမလေးစားဘူးကိုယ့်အပေါ်မှာ ဟိုဘယ်လိုပြောမလဲဆိုတော့ဘာကြီးပဲဘယ်လိုပဲလုပ်ပြလုပ်ပြအထင်ကြီးမှုမရှိဘူးဆိုတဲ့သူတွေဒီတစ်ပတ်မှာမိမိပုံမှာပြန်လှည့်ပြီးတော့အထင်ကြီးလာလိမ့်မယ်လေးစားလာလိမ့်မယ်မိမိရဲ့လုပ်ရည်ကံရည်တွေကိုလက်ခံလာလိမ့်မယ်မိမိရဲ့အရေးချင်းတွေကိုအသိမှတ်ပြုလာလိမ့်မယ်ဒီလိုအသိမှတ်ပြုလာမဲ့အချိန်ခါအတော်တွင်မှာမိမိဘက်ကအမားဆိုတဲ့အရာကိုဖြစ်သွားလို့မရဘူးအမားဖြစ်သွားလို့ရှိရင်အဲ့ဒီအမားပေါ်မှာအန်ဒီယယ်လေးတွေဖြစ်သွားနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ် နော်ဒါကြောင့်မို့အမှားမဖြစ်ဖို့အတွက်ကိုအကြံပေးခြင်းပါတယ်နောက်တစ်ချက်တစ်ချက်တန်းဟာသားညကိုအကြံပြုခြင်းတာဘာလဲဆိုလို့ရှိရင်ဒီတစ်ပတ်မှာလောကဘာနဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေနော်ငွေကြီးအပေးယူနဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေသတိထားဖို့အတွက်ကိုအကြံပေးခြင်းပါတယ်ငွေကြီးအပေးယူတွေငွေကြီးချီးမှားတဲ့ကိစ္စတွေဒါမှမဟုတ်လို့ရှိရင်ငွေကြီးနဲ့ပတ်သက်ပြီးတပားသူကိုအာမခံပြီးတဲ့ကိစ္စမျိုးလေးတွေဒီတစ်ပတ်မှာသတိထားဖို့လိုအပ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင် ငွေကြေးအချင်းငှားလုံးမိတယ်ဆိုလို့ရှိရင်လည်းချီးတန်းငှားရတဲ့ငွေကြေးတို့ဒီပြန်ရဖို့ခက်ခဲသွားလိမ့်မယ်ကိုကအာမခံပြီးသားတယ်ဆိုလို့ရှိရင်လည်းအာမခံပြီးလိုက်တဲ့အရာတို့ဒီလေဟိုအာမခံစိုက်ရွာရတဲ့ပုံစံမျိုးတွေဖြစ်တတ်တယ်ဖြစ်တတ်တဲ့အတွက်ကြောင့်မိမိစုဆောင်ထားတဲ့ငွေတွေနော် လုံငနေကုန်သွားလိမ့်မယ်အချင်းကြကြီးစုဆောင်ထားတဲ့ငွေတွေ မထင်မှတ်ပဲအငွေ့ပြန်လို့ပျောက်ကွယ်သွားတတ်တယ်နောက်နောက်တစ်ခုကလောကသားနဲ့ပတ်သက်ပြီးလောက်ကင်မိနေဆိုလို့ရှိရင်လေတဲ့လောကသားနဲ့ပတ်သက်တဲ့အရာမှာဆုံးရှုံးတတ်တယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့စုဆောင်လာတဲ့အရာတွေဟိုမိမိချစ်ကုတ်ပြီးစုဆောင်ချွေတာစုဆောင်လာတဲ့ငွေကြီးတွေကုန်ဆုံးသွားတတ်တဲ့အချိန်ပိုင်းဆိုင်ရာလေးတွေရှိတယ်နော်ဒီအချိန်ခါမှာမိမိရဲ့အရေးချင်းတွေကိုပဲအဓိကဦးစားပေးပြီးတော့အရေးချင်းနဲ့မိမိရဲ့လုံရည်ကံရည်လုံနိုင်ကံနိုင်တဲ့အရာတွေကိုပဲဦးစားပေးပြီးတော့လုပ်ငန်းပေါ်မှာ ကျူးကျူးဆဆနဲ့လောက်ကင်ဆောင်ရွက်ဖို့ကိုအကြံပေးခြင်းပါတယ်เนาะတချို့တော့ကိစ္စရက်လေးဒီမှာတဘာသူရဲ့အကူအညီကိုရယူဖို့အတွက်ကိုမစင်စားပါနဲ့အာဒီကိုလှုပ်လှုပ်နေတဲ့အရာတွေမှာတစ်ဖက်ကအကူအညီရလိုက်လို့ရှိရင်အဆင်ပြေမယ်ဟိုဘက်ကအကူအညီရလိုက်ရင်အဆင်ပြေမယ်ဒီဘက်ကအကူအညီရလိုက်ရင်အဆင်ပြေမယ်ဆိုတဲ့အရာတွေမျှော်လင့်ချက်တွေမှတ်ထားပါနဲ့အဲ့ဒီလိုမျှော်လင့်ချက်တွေကမိမိရဲ့အောင်မြင်မှုကိုပိတ်ဆို့စေပါတယ်ဒီတစ်ဖက်မှာပိတ်ဆို့သွားတတ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကူညီခြင်းအကူအညီတောင်းခြင်းဒီ ရရှိခြင်းရရှိမရရှိခြင်းဒီကိုအကူအညီတောင်းတာပြီဖြစ်သွားတယ်။ကိုညီခြင်းမကူညီခြင်းတို့တို့ပိုင်းဖြစ်တယ်။ကိုလောက်ရမဲ့အပိုင်းမိမိရဲ့ကြိုးစားမဲ့အပိုင်းမိမိပါလားမိမိဆက်ပြီးကြိုးစားပါ။ကြိုးစားမဲ့ဆိုလို့ရှိရင်အောင်မြင်မှုပန်းနိုင်အကြောင်းညာတစ်ခုနော်အတိုင်းတာတစ်ခုတိ အောင်မြင်သွားနိုင်တဲ့အတိုင်းအတာတစ်ခုထိတပားသူစီကအကူအညီမယူဘဲနဲ့အဆင်ပြေသွားနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံရတတ်တဲ့အနေအထားရှိတယ်။ဒီဒီဘက်မှာနိုင်ငံရဲ့ channel ပတ်သက်ပြီးခရီးဝေးတွေနဲ့ပတ်သက်ပြီးလေချောင်းခီးတော်၎င်းရေချောင်းခီးတော်၎င်းနော်တရားဝင်ခီးတော်၎င်းဒါမှမဟုတ်လို့ရှိရင်တရားမဝင်ခရီးတော်၎င်းဒီလိုခရီးမျိုးတွေသွားမဲ့သူတွေနိုင်ငံရဲ့ channel ခရီးသွားမဲ့သူတွေဒီဒီဘက်မှာအတတ်နိုင်ဆုံးမသွားဖို့အတွက်ကိုကျွန်တော်အကြံပြုချင်ပါတယ်။မဆီစဉ်ဖို့အတွက်ကိုလည်းအကြံပြုချင်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အဆီစဉ်တွေပြတ်သွားတတ်တယ် မိမိလောက်ထားတဲ့အရာလေးတွေငွေကုန်တန်များဖြစ်ပြီးတော့ငွေကြီးအဖက်မှတ်တယ်ဖြစ်သွားတတ်တယ်လောက်ထားတဲ့အရာလေးတွေဆုံးရှုံးသွားတတ်တဲ့အခြေအနေပိုင်းဆိုင်ရာရှိတယ် ငွေချင်းနဲ့ပတ်သက်ပြီးစုဆောင်ထားတဲ့အရာတို့ဒီလောင်းကစားလုံးမိလို့ရှိရင်ဒီတစ်ပတ်တော့တည်းမှာလောင်းကစားလုံးမိလို့ရှိရင်ရှိရှိသမျှကုံဝါတတ်တဲ့အခြေအနေပိုင်းဆိုင်ရာရှိတဲ့အတွက်ကြောင့်မို့လောင်းကစားနဲ့ပတ်သက်လို့ရှိရင်အတတ်နိုင်ဆုံးတတိထားဖို့အတွက်ကိုလည်းအထူးအကြံပေးခြင်းနဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်။လုပ်ငန်းတင်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုရင်းနှီးညှို့နှံပြီးတော့အသက်လောက်ကင်တဲ့အနေအထားမျိုးလေးတွေမလုပ်ဖို့တော့ကိုအကြံပေးခြင်းနဲ့ရှိလာတဲ့ငွေတွေကုံသွားတတ်တယ်။ရှိနေတဲ့ငွေတွေမထင်မှတ်ပဲနဲ့ရှိသမျှအကုန်ကုံသွားတတ်တယ်။ပြီးသွားလို့ရှိရင်ဖွင့်မရဓမ္မဆုံးတယ်လို့အရင်မရအမျက်ရှုံးတတ်တယ် အမျက်ပဲစီနေမှမဖြစ်ဘူးအရင်အောင်ရှာမြတဲ့ပုံစံမျိုးလေးတွေလုပ်ငန်းတက်လုပ်မိလို့ရှိရင်ဖြစ်ပေါ်တတ်တယ်။ဒါကြောင့်မို့လို့လုပ်ငန်းဟောင်းလေးတွေကိုပဲပုံမှန်လေးလောက်ကင်ဖို့အတွက်ကိုအကြံပြုခြင်းပါလေ။တချို့သောကိစ္စရက်လေးတွေမှာလုပ်ငန်းတက်ကိုသူများအဆင်ပြေတယ်ဆိုတိုင်းကိုထားမလုပ်ပါနဲ့။သူများအဆင်ပြေတယ်ဆိုတိုင်းကိုထားလုပ်မိလို့ရှိရင်သူများကင်မှကင်တာရွှေကိုကင်တဲ့ခါကျတော့ဆုံးဖြစ်သွားတတ်တယ်။သူများအဆင်ပြေနေပြီမဲ့ကိုပြေခြင်းမပြေတာနော်။ဒါကြောင့်မို့လို့ဒီလိုမပြေနိုင်တဲ့အရာကိုအတွေးမှအခေါ်မှပြီးတော့ လုံခြုံဆောင်ရွက်မိတတ်တဲ့အတွက်ကြောင့်မို့လို့တတ်နိုင်ဆုံးလုပ်ငန်းနဲ့ပတ်သက်ရင်လုံလက်ရှိလုပ်ငန်းကိုဒါလည်းစနစ်တဲ့နှီးတဲ့နဲ့တိုးချဲ့ပြီးလုပ်ပါလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အသက်မလုပ်ပါနဲ့အသက်မရင်းနှီးပါနဲ့လို့အကြံပေးခြင်းပါတယ်တချို့သောကိစ္စရက်လေးတွေမှာမိတ်ဆွေတို့မျှော်လင့်ထားတဲ့အရာလေးတွေ ညှို့လင့်ချက်လေးတွေဖြစ်လာမှာမဟုတ်ပါဘူးအရန်ကရောမညှို့လင့်ဖို့အတွက်ကိုလည်းအကြံပြုချင်ပါတယ်နော်တင်းလာသားသမီးများအတွက်မိသားစုရေးအိမ်တွင်းရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်လေးတွေကိုဆက်လက်ပြီးဟောကြားပေးချင်ပါတယ်တင်းလာသားသမီးများမိသားစုရေးနဲ့ပတ်သက်လာလို့ရှိရင်ဒီတစ်ပတ်အတော်တည်းမှာမိမိတွေမိသားစုပေါ်မှာဩဇာညောင်းတာမျိုးမိသားစုကမိမိအပေါ်မှာမိမိရဲ့အရင်ချင်းမိမိရဲ့လောက်ပုံကိုင်မုံမျိုးသဘောကျနှစ်သက်လက်ခံပြီးတော့အရင်နဲ့မတူတဲ့အခွင့်အရေးကောင်းအခွင့်အလမ်းကောင်းတွေပေးလာနိုင်တယ်မိသားစုနဲ့ပတ်သက်ပြီးတော့ဩဇာကြီးသူတွေဖြစ်လာနိုင်တယ်မိသားစုအပေါ်မှာချုပ်ကင်နိုင်တဲ့လူသားမျိုးလည်းဖြစ်လာနိုင်တယ် ဒီတစ်ပတ်တော်ထဲမှာမိသားစုနဲ့ပတ်သက်လို့ရှိရင်ကောင်းကျိုးလေးတွေလည်းပုံမူပြီးတော့ခံစားနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာရှိသလိုမိမိရဲ့အခက်ခဲမိမိရဲ့လိုအပ်ချက်တွေကိုအသက်ကြီးကဲသူမိခင်တော်၎င်းအတော်တော်၎င်းဒါမှမဟုတ်လို့ရှိရင်အမျိုးသမီးနဲ့ပတ်သက်တော့အကြီးကဲတွေရဲ့အကူအညီပေးမှုအထောက်ပံ့ပေးမှုဒါမှမဟုတ်လို့ရှိရင်အကြံဉာဏ်ပေးမှုနော်ဒီလိုကောင်းခြင်းလေးတွေမိမိရဲ့ကောင်းကျိုးလေးတွေကိုနေပေးလမ်းပြလုပ်ပေးမယ်အထက်အကြီးကဲအမျိုးသမီးနဲ့ပတ်သက်သူတွေရဲ့အကူအညီကောင်းအထောက်ပံ့ကောင်းတွေရရှိတတ်တယ်နော်ဒီ ပြီးတော့လို့ရှိရင်ကျွန်တော်အချစ်ကြီးနဲ့ပတ်သက်ဆက်ပြီးဟောကြားပေးခြင်းပါတယ်အချစ်ကြီးနဲ့ပတ်သက်တင်းလာသားသမီးများဒီဘက်တော်တွေမှာအချစ်ကြီးတယ်လို့အမျက်ကြီးတဲ့သူစားမျိုးတွေလည်းဖြစ်ပေါ်နေတတ်တယ်လို့တချို့တော့အဆက်အသွယ်ပြတ်နေတဲ့သူတွေမိမိနဲ့အကြောင်းမျိုးမျိုးနဲ့လမ်းကွဲသွားရတဲ့သူတွေအရန်ကရောသူတို့စီကပြန်များဆက်သွယ်လာမလားသူတို့စီကသတင်းလေးများကြားရမလားသူတို့စီကဘာသတင်းလေးများကြားရမလဲဆိုတဲ့အရာအရန်ကရောဒီမမျှော်လင့်ပါနဲ့လို့ အကြံပြုချင်ပါတယ်မမိရဲ့မျှော်လင့်ချက်တွေဖြစ်လာမှာမဟုတ်ပါဘူးမမိထင်ထားသလိုမျှော်လင့်ထားသလိုเนาะတစ်ဖက်ကတရင်ကောင်းလေးတွေကြားရဖို့အတွက်ကိုမျှော်လင့်နေမျှော်တော့သူမောနေပါလိမ့်မယ်မောမှကြောက်တဲ့အတွက်ကြောင့်အမောမခံပါနဲ့လို့အကြံပေးချင်ပါတယ်เนาะအမောခံနေခဲ့မယ်ဆိုလို့ရှိရင်မမိသားလည်းမောလည်းနိုင်တဲ့အချိန်ဒီပိုင်းဆိုင်ရာရှိပါတယ်ကျွန်တော်ကျမ်းမာရင်နဲ့ပတ်သက်တာလေးဆက်ပြီးဟောကြားပေးချင်ပါတယ်ကျမ်းမာရင်နဲ့ပတ်သက်လို့ရှိရင်လမ်းလာလမ်းလာသတိထားခြောက်ပါလိအစိတ်ရှိတဲ့သရဝါလေးတွေခိုက်တတ်တဲ့အချိန်ဒီပိုင်းဆိုင်ရာလေးတွေ ကြုံရတတ်တယ်အိမ်မွေးတလိဆိုင်နဲ့ပတ်သက်ပြီးတော့အိမ်မွေးတလိဆိုင် green နဲ့เนาะကိုက်မိတာတို့ဟပ်မိတာတို့ကြောင်တို့ခွေးတို့နဲ့ဟပ်မိတာတို့ချစ်မိတာတို့ဖြစ်ပေါ်တတ်တယ်เนาะဒါမျိုးလေးတွေဖြစ်တတ်တဲ့အခြေအနေပိုင်းဆိုင်ရာရှိတယ်ကျွန်တော်ရေရာနဲ့ပတ်သက်တာလေးဆက်ပြီးပြချင်ပါတယ်ရေရာနဲ့ပတ်သက်လို့ရှိရင်တင်းလာသားတွေညာဒီတစ်ပတ်အတော်တွေမှာတက်ကြီးရွယ်ဟိုသို့မဟုတ်ဖုန်ကြီးရဟန်းတန်ဃာတွေကိုတောင်မွေးလေးတစ်ချောင်းလောက်ယူတမ်းပြပါမိမိတက်နိုင်ကြလောက်နဲ့လှူဒါန်းလို့ရပါတယ်တင်းလာသားတွေညာအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာ